မေလ90နဲ့မေလ29ရက်နောက်ဆုံးကဘာ3ထွန်းကိုဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်။အဓိကအခုတကလို့လက်စားနဲ့ခက်စားနေတဲ့နော်လူတွေကလက်စိတ်ဝင်စားနေတဲ့ပူတင်နဲ့ဒေါ်နယ်ထရမ့်အကြားရဲ့ပဋိပက္ခပေါ့နော်ပြင်းထန်တဲ့ကိစ္စတွေကိုဆွေးနွေးကြည့်အောင်ပါ။ဘာဖြစ်လို့လဲဆိုတော့မနေ့တနေ့ကရုရှားကယူကရိန်းကို အကြီးစားတိုက်ခိုက်မှုလုပ်တယ်။အဲ့မှာပီတူလူထုကလည်းတော်တော်များများ ်အသက်ရှုံရှုံရတယ်အင်းချေအကုန်လုံးအများကြီးဖြစ်ရှိခဲ့တာကျွန်တော်တွေ့ခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးမှဒိုနယ်ထရမ့်ကပူတင်ကိုဘလူးပြောခဲ့လေပေါ့နော်ပြီးတော့အခုလိုမျိုးရုရှားနဲ့ယူကရိန်းချာကနှိမ့်နိုင်မှုတွေငင်းချိုင်းရေးလမ်းစဉ်တွေကိုတွားနေတော့မှအခုလိုမျိုးပူတင်ကရုရှားဒီယူကရိန်းအပေါ်မှာအကြီးစားတိုက်ခိုက်တာမျိုးလုပ်တာကငင်းချိုင်းရေးလမ်းစဉ်ကိုရောအဆင်ပြေပေါ့မလားဒီကိစ္စတွေကိုကျွန်တော်တို့ဗီဒီယိုနဲ့တကွာ တင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဗီဒီယိုနဲ့ sharing လုပ်သွားမယ် Donald Trump ကတော့တော်တော်လေးစိတ်ဒူလာပြီးနဲ့ဒူပါတယ်သူကဘယ်လိုပြောခဲ့လဲဆိုတော့သူဗီဒီယိုကျွန်တော်တို့ဗီဒီယိုလေးမကြည့်ခင်မှာသူပြောထားတဲ့ຢာတွေကို highlight လုပ်ပြီး printed တော့ကိုနားလေအောင်ရှင်းပြပါရစေပေါ့နော် Trump ကဘယ်လိုပြောလဲဆိုတော့ Russia သမ္မတရဲ့ Putin ကနော်သူနဲ့ကျွန်တော်ကြာမှာတော့အင်မတန်ကောင်းတဲ့ဆက်ဆံရေးတော့ရှိခဲ့ပါတယ်တဲ့ဒါမဲ့ဒီလူဒီပူတင်ကြီးကတော့တခုခုဖြစ်သွားပုံပါပဲတဲ့ လုံးဝဟူသူကအယူတသွားတာဆိုတော့ trap ကပြောနေတယ်ပေါ့နော်ဆိုမလူအပ်ပေးနဲ့လူတွေအများကြီးရှောက်တတ်နေတယ်စစ်သားတွေအကြောင်းပြောနေတာမဟုတ်ဘူးတဲ့နော် UK ရင်းမြူကြီးတွေကိုအကြောင်းပြတ်ချက်မရှိမရှိပေးနဲ့ဒုံးကျယ်တွေနဲ့ drone တွေနဲ့ရှောက်ပစ်နေတယ်ပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်လုံးဝခြေနှမှုမရှိဘူးဆိုမှ trap ကတော့ပြောနေတယ်လုံးဝအခုစိတ်မသက်သာဘူးလို့ပြောနေတယ်ပေါ့ဆိုတော့ပူတင်ကနော်လုံးဝအဲ့လိုမျိုးသူကယူသွားပြီးလူကိုရှောက်တတ်နေတယ်ပြောနေတယ် ဆိုတော့မေ3 media retrop ကိုမေခုနမင်းနေတယ်ပေါ့အဲ့ဒါဆိုရင်တော့ဘူတင်အပေါ်မှာဘာလို့လုံမလဲဘောတော့ sanction တွင်ပေးမလားဘာလို့လုံမလားဆိုတော့မေးတာလို့ရှိတယ်ဒီကိစ္စတွင်ကိုကျွန်တော်တို့ဗီဒီယိုနဲ့ပဲကြည့်ပြီးမှပဲဆွေးနွေးကြည့်အောင်ပါဆိုတော့ဒီကိစ္စကကျွန်တော်တို့မေလ25 26ဒါတွင်ကိုလုံးဝ update မလုပ်နိုင်ခဲ့ဘူးလေနော်ဆိုတော့25 26ဖြစ်ပျက်တဲ့ဖြစ်ပျက်တဲ့ဟာကိုကျွန်တော်တို့နော်နောက်ကနေပြန်လိုက်ပြီးမှလက်ရှိချိန်နေအထိဖြစ်ပျက်တာကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါโอเค ျွန်တော်ဗီဒီယိုကလည်းပြပေးမယ်ပေါ့နော် all right ကဲဘရာတို့ရေကျွန်တော်တို့ရဲ့နော်ပူတင်နဲ့ဒေါ်နယ်ထရမ့်ကတော့နော်တောင်းချမ်းတောင်းချမ်းတော့မနေတူပါတယ် Yeah, I'll give you an update. I'm not happy with what Putin's doing. He's killing a lot of people, and I don't know what. menitab buba kuah. Putin kalau tu rumah mereka tak happened to Putin. I've known him a long time. Always gotten along with him, but he's sending rockets. Itu <laughs> to... bawa. Yeah, I'll give you an update. I'm not happy with what Putin's doing. He's killing a lot of people, and I don't know what the hell happened to Putin. I've known him a long time, always gotten along with him, but he's sending rockets into cities and killing people, and I don't like it at all. Okay? uh, Trump ကတော့ပြောနေတယ် we are in the middle of talking ပေါ့ကျွန်တော်တို့ငင်းချိုင်းရဲ့လမ်းကြောင်းကိုဆွေးနွေးနေစီမှာပူတင်ကလူတွေကိုရှောက်တတ်နေတယ် drone နဲ့ပစ်နေတယ်မြို့တွေကိုပစ်တက်နေတယ်ဒီကောင်ပါဝင်ဖြစ်သွားတာလေကျွန်တော်တို့မသိဘူးဆိုမှ Trump ကပြောနေတယ်အမှန်စွန်တော့ကွာ US နဲ့ရုရှားကြားကဒီကိစ္စကြီးကိုနှိမ့်နိုင်ဖို့ဆွေးနွေးဖို့လုပ်နေတဲ့ချိန်ကြီးမှာပူတင်ကလူမျိုးချသွားတာကွာ ့ထရမ့်ကတော့လုံးဝမနစ်သက်ဘူးဆိုတော့ပြောလာခဲ့တယ်။ဘွာတို့ရေတနည်းအားဖြင့်ပြောရမယ်ဆိုတော့ပူတင်ကဘေကောင်းမကိုစောက်ခယူမဆိုင်ဘူးနဲ့တူပါတယ်။တမရထရမ့်ပဲလာလာယူရိုခေါဆောင်တွေကပဲလာလာသူကစောက်ကိုခယူမဆိုင်တော့တာ။နော်ပူတင်ရဲ့လောက်ရက်ကိုကြည့်ပါအောင်။အဲ Friends, what do you want to do about it? I'm surprised. I'm very surprised. We'll see what we're going to do. So, I'm not sure Trump is going to be a problem. ကျွန်တော်တော့အော်တယ်တဲ့ Trump က I'm surprised ကျွန်တော်အော်တယ် We will see what we are going to do ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကြည့်မယ်ဆိုမှ Trump ကတော့ပြောနေပြီပဲနော် What am I going to tell you you the fake news ဆိုတော့အဲ့ဒီတရင်အဲ့ဒီတရင်က Trump ကိုမင်းနေတယ်ဒါဆိုတော့ Putin ကအခုလိုမျိုးလူကိုရှောက်နေတယ်ခင်ဗျဘာလုပ်မှာလဲတဲ့ Trump ကကျွန်တော်တို့ဘာလုပ်မယ်ဆိုတော့ကျွန်တော်တို့ကြည့်မယ်ပေါ့ကျွန်တော်ဘာလို့မယ်ဆိုတော့ခမည်းကိုပြောเสียလာတော့ခမည်းက fake news ဖြစ်နေတယ်ခမည်းကအတူအကြောင်ဖြစ်နေတဲ့တရင်က ဖြစ်နေခမားစီမှာကျွန်တော်ဘာလို့မလဲဆိုတော့ပြောစရာမလိုဘူးဆိုတော့ထောက်ကအဲ့ဒီ journalist ကောင်ကိုဖိအတာပေါ့နော် I don't like what Putin is doing, not even a little bit. He's killing people. And something happened to this guy, and I don't like So it. Trump got up, Putin got up to cook up in Navy Bono. Do you know the man that said Lego Major to what the bomb job was about Trump got up? Well, from that, a Russian commander reportedly said that Putin was almost caught in the middle of a drone attack from Ukraine. အဲ့ဒါမှာအဲ့မှာအဲ့မှာ point တစ်ခုဖြစ်နေတယ်။ဒီ Russia ရဲ့စစ်ဗူကြီးတွေကပြောခဲ့လဲဆိုတော့ Putin စီးနေတဲ့ရဟရဟရရဟရင်လေရင်ပေါ့ကွာ helicopter ကို Ukraine က drone အဖြစ် pitch up လိုက်တာပေါ့ pitch up ချူစားနေတယ်ပေါ့နော်ဆိုတော့ တနည်းအားဖြင့်ပြောရမယ်ဆိုတော့ပူတင်စီးနေတဲ့ရဟရီကို Ukraine က drone ဖြင့် picture နေတဲ့စင်မှာ Russia ဖက်ကသူတို့မှာရှိနေတဲ့ Leonard air defense system က intercept လုပ်ပြီးမှအဲ့ဒီ Ukraine ရဲ့ drone ကို Putin ရဲ့ helicopter မထိခင်မှာချပေးလိုက်တာပေါ့နော် So အဲ့ဒါကိုမင်းနေတယ်ဒီကိစ္စရောဆိုမှပြန်မင်းနေတယ်ပေါ့နော် So do you have any I haven't heard that but uh maybe that would be a reason i don't know so trump ကတော့ပြောနေတယ်အဲ့ဒီကိစ္စကတော့ကျွန်တော်မသိဘူးပေါ့ဒါပေမဲ့အခုလိုမျိုးသမ္မတပူတင်ကိုလောက်ကြံတက်ဖြတ်ဖို့ကြူးစားတဲ့အတွက်ကြောင့်အခုလိုမျိုးပူတင်ကယူကရိန်းကိုနေ no, ာ ha, ်အကြီးစားတက်ခိုက်မှုလို့လို့ဒါဖြစ်နိုင်ခြေတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့တီးကြပြီးဘူးဆိုမှထောက်ကတော့ပြောနေတယ်ပေါ့ပြက်ပြေးတယ်ပေါ့နော် Should you're unhappy with President Putin you've talked before about putting more sanctions on Russia Is that something you're considering more truth? Absolutely. ဆိုတော့မေခွန်းကအခုပူတင်အပေါ်မှာဒေါ်နယ်ထရမ့်ကတဘောမချတာလို့ပြောခဲ့တယ်ဆိုတော့အရင်တော့ကထရမ့်ကပြောခဲ့ဘူးတယ်။ပူတင်ကိုဒီထက်မကအစည်းအဝေးပိတ်ဆို့မှုတွေလုပ်မယ်ဆိုခင်ဗျားပြောခဲ့ဘူးတယ်။အဲ့ဒါလုံနိုင်ခြေရှိလားဆိုမှပြမဲတယ်ပေါ့။ထရမ့်ကတော့ absolutely ပေါ့လုံးဝလုံးမှာဆိုမှပြောလာတယ်ပေါ့နော်။ He's killing a lot of people. I don't know what's wrong with him. Uh. What the hell happened to him, right? ဆိုတော့ဒီပူတင်ကြီးကလူတော်တော်များများကိုရှောက်တတ်နေတာပဲ။ဒီကောင်ကဘာဖြစ်သွားတာလဲ။ဟော What's wrong with him? What the hell happened to him, bro? ဒီကောင်ကဘာဖြစ်သွားတာလဲဆိုတာထောက်ကမြေခွန်းတွေထုတ်လာတယ်ဗောနော်။ He's killing a lot of people. I'm not happy about that. อืม။ကဲမော်လာတော့ရေ။ Sorry. Uh, Hello, just chat loud, no? in the middle of a drop. PC, um, fairly, uh, innocent stuff. Any other questions? I don't like what Putin is doing, not even a little, and killing people, and I don't like it at all, okay? We're in the middle of talking, and he's shooting rockets into Kiev and other cities. I don't like it at all. President, what do you want to do about that? I'm surprised. I'm very surprised. We'll see what we're going to do. What am I going to tell you? ဒီဥစ္စာဒီဥစ္စာရညီရတယ်ကွာဒေါ်သထမ်ကတရင်တရင်ထုတ်တယောက်ကိုပြောတာပေါ့ငါပါလို့မယ်ဆိုတော့ခမည်းကိုပြုတ်เสียလာတော့ခမည်းတို့တရင်တွေကအတုအယောင်ပဲဖြတ်နေတဲ့ကောင်းတွေပြောတော့ခမည်းတို့က fake news တွေမှာထမ်ကတော့ပြန်ဆိုပြလိုက်တာပေါ့နော် but he's killing people. And something happened to this guy, and I don't like it. can uh, I follow up on that? A Russian commander reportedly said that Putin was almost caught in the middle of a drone attack from Ukraine. Hmm. So you have any... I haven't heard that, but uh, maybe that would be a reason. I don't know, but I have not heard that. Secretary Hexeth, acting chief of staff uh, is that Biden administration holdover who has said some very critical things about you and Vice President Vance. Uh, did you thoughts on that? Who is the chief of staff? Uh, Ricky Faria. I, I, have no idea who he is, but if he did say that, I would recommend that we don't take him. I mean, if he did say something like that, uh, I would recommend we don't take him. But let's see. I'll take a look. Maria, I'll check it out. Yeah. Uh, on Harvard, do you think you'll come for their endowment in any way or go after financial Well, look, part of the problem with Harvard is that there are about 31%, almost 31% of foreigners coming to Harvard. We give them billions of dollars, which is ridiculous. We do grants, which were. Uh, ဒီကိစ္စကတော့ Harvard ကိစ္စပါဗောနော်။ဒီ Harvard ကိစ္စက31%ကနိုင်ငံခြားသားတွေကျောင်းသားတွေဖြစ်နေတယ်နော်။တာရဝန်ပါစင်ကတော်တော်လေးများနေရဲ့ပေါ့နော်ဆိုတော့အဲ့ဒီလူတွေက pro palestine တွေလုပ်နေတယ်ဆိုတော့ harvard နဲ့ပြည်သက်ကိုပြင်ပြတာပါ harvard နဲ့ တမထရမြေကြာကပြဒနာကိုကျွန်တော်ရင်တော့ကလည်းရှင်းပြပြသားဖြစ်တယ်ဆိုတော့ဒီတခါတော့ကြော်ပြစေပေါ့နော်။တနည်းအားဖြင့်ပြောရမယ်ဆိုတော့ Harvard မှာနိုင်ငံခြားသားကျောင်းသားတူတူများများကိုသူတို့ရဲ့ visa ကိုပြန်ရောက်သိမ်းပေးတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ Harvard ကအာသူ့ရဲ့ antisemitic ပေါ့နော်ဒီ Israel နဲ့ pro Palestine ကိစ္စကို Trump အစိုးရနဲ့အမြင်ချင်းမတူတာမျိုးရှိနေတယ်ပေါ့။အဲဒါကြောင့် Harvard ပေါ်မှာသူတို့ထောက်ပံ့ငွေကြေးတွေကိုဖြတ်ပလိုက်တယ်ဒါတော့မကဘူ foreigner ကျောင်းသားတွေရဲ့ visa တွေကိုပြန်ရုပ်သိမ်းပေးတာရှိတယ်ပေါ့နော်ဒါကတော့ကြိုကြိုရအောင်ကျွန်တော်ပြောပြတာဆိုတော့ foreign government Secretary Bessent has said that we don't need to return textile manufacturing to the United States. How do you see, like, a lot of your reciprocal tariffs are pretty big on those low income countries? Ah, ဒီကိစ္စကကောင်းတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အခုတော့ Trump ရဲ့ကုန်သွင်းရေးစစ်ပွဲကြီးကအဝတ်အထည်ကိစ္စတွေကသူ Trump ကစောက်ခရူးမဆိုင်ဘူးဖြစ်နေလုံးဝအခုခရူးမဆိုင်တာ။သူစိတ်ဝင်စားနေတာက ကမ္ဘာတက္ကနိုလော်ဂျီတွေနီးပညာပိုင်းဆိုင်ရာတွေလက်နက်ထုတ်လုပ်ရေးတွေဆက်နှစ်ပတ်သက်ပြီးမှကွန်ပျူတာနဲ့ပတ်သက်ပြီးမှ AI နဲ့ပတ်သက်ပြီးမှ chip နဲ့ပတ်သက်ပြီးမှပဲစိတ်ဝင်စားခဲ့တယ်ကွာဒီဥစားတော်တော်လေးအရေးပါတယ်ပြည်သက်တော်ကောင်းကောင်းနားထောင်ပါအောင် sneakers and t-shirts and we want to Trump ကတော့ပြောနေတယ်ကျွန်တော်တို့အမေရိကန်နိုင်ငံမှာပေါ့နော် boot ပနတ်တွေမလုပ်ချင်ပါဘူးတဲ့ t-shirt တွေမထုတ်ချင်ပါဘူးတဲ့ အဲ့ဒါရမ်းကြီးရတဲ့ကိစ္စကောဘုရားတို့ဘယ်ကောင်းကောင်းလေးစဉ်းစားကြည့်ပါ သူပြောတာလည်းတော်တော်လေးတော့ဟုတ်ဟုတ်နေတယ်ပေါ့နော်အဲကျွန်တော်တို့လုပ်ချင်တာကစစ်တိုက်ခိုက်ရင်းနဲ့ပတ်သက်ပြီးမှလက်နက်ကောင်းစားတွေလုပ်ချင်တာတဲ့ကျွန်တော်တို့က AI တွေမလုပ်ချင်သေးတယ်တော့ဒီပညာတွေမလုပ်ချင်သေးတယ်ပေါ့နော်ကျွန်တော်တို့အမေရိကန်မှာ boot brand တွေ shoe brand တွေမထုတ်ချင်ပါဘူးနော်အင်ဂျီတွေမထုတ်ချင်ပါဘူးတဲ့ to make t-shirts to be honest. အဲဆိုတော့ Trump ကတော့ပြောနေတယ် I'm not looking to make t-shirt to be honest. ကျွန်တော်အမေရိကမှာ t-shirt မထုတ်ရင်လည်းကိစ္စမရှိပါဘူးသူပြောလာတယ်ကွာ။ Yeah, no. ခြေအိတ်တွေလည်းမလုပ်ချင်ပါဘူးပေါ့နော်။ so အဲ့လိုမျိုးခြေအဲ့လို t-shirt တို့ shoe brand တို့ထုတ်ချင်တယ်ဆိုတကြမ်းနိုင်ငံမှာလည်းထုတ်လို့ရပါတယ်ဆိုတော့ပြောလာတယ်။ ကျွန်တော်တို့က chip နဲ့ computer နဲ့ AI နဲ့နီးပညာနဲ့လက်နက်ကိရိယာတွေမထောက်ချင်တယ်ဆိုတော့ပြောလာတယ်။အရန်သဘောကျတယ်ဒီကိစ္စကို။အဲ thanks ပေါ့နော် thanks လက်နက်ဟောတန်ကားကြီးတွေပေါ့နော်။ Oh my god chips meaning chips yeah. Kim Bo Ri Will there be another round of talks soon? Uh, very soon, uh, Rand, uh, the Iran talks. I can't tell you what's going to happen tomorrow. I can tell you the Iran talks have been going very well. So Iran နဲ့လက်ရှိအခြေအနေညှိနှိုင်းဆွေးနွေးပွဲကတော့ကောင်းမွန်တဲ့ဆွေးနွေးပွဲတွေရှိပါတယ်တဲ့။ဒါပေမဲ့မနေ့ပြန်တစ်ဖက်က Iran ရဲ့ပုံမှာဘာလို့ဖြစ်နိုင်မလဲဆိုကျွန်တော်တို့ပြောလို့မရသေးဘူးဆိုတော့ Trump ကတော့ပြောနေတယ်ပေါ့နော်။ Because I'd love to see uh, no bombs dropped and a lot of people dead. I really would like to see that happen. အဲတော့ပြောချင်တယ်ပေါ့နော်အီရန်ကလည်းပြောနေတယ်ကျွန်တော်တို့အီရန်နိုင်ငံပေါ်မှာဘုံတွေမကျေးချင်ပါဘူးတဲ့အဲတော့ဒီခိနိုင်ရေးကတော့ကောင်းမှုစစ်ချင်ပါဆိုတော့သူပြောနေတယ်ပေါ့ you He's killing a lot of people. I don't know what's wrong with him. What the hell happened to him, right? He's killing a lot of people. I'm not happy about that. Putin gets out What else? Anything else? There's a person arrested for um, attempting to plot in Israel to throw Molotov cocktails um, at a U.S. embassy office in Tel Aviv. Yeah. The person also reported later to a German U.S. citizen um, issued threats against your life. If against you my life? Against your life, yes, sir. We've got a lot of them around. We've got a lot of sick people around. Thank you very much, everybody. Hey, Sean Hannity. All right, guys. ဒါကဒေါ်နယ်ထရမ့်စင်ကနေကျွန်တော်ကြားရတဲ့နောက်ဆုံးသတင်းလေးဖြစ်နေတယ်ဗောနော်အဲ့ဒီအဲဒီမှာသူပြောတဲ့အဲဒီမှာကျွန်တော်သဘောကျဆုံးတစ်ခုကပါလဲဆိုတော့အဲ့မှာပါလဲဆိုတော့ပူတင်ကလုံးဝယူသွားပြီဆိုမှသူပြစ်ပြစ်သားသားပြောနေတယ်ဗောတစ်ခုပြီးတော့ထရမ့်ကပါပြောခဲ့လဲဆိုတော့ကျွန်တော်နိုင်ငံမှာတဲ့နော် ဖနက်တွင်တီရှပ်တွင်ထုတ်ဖို့မရည်ရွယ်ပါဘူးဆိုတော့ပြောလာတယ်ပေါ့နော်ကျွန်တော်တို့ထုတ်ချင်တာကအစ်စ်လက်နဲ့ဖြစ်စည်းတွင်ပဲထုတ်ချင်တာပါပေါ့နော်လုံးဝကြီးကျယ်တဲ့ဖြစ်စည်းတွင်ပဲထုတ်ချင်တာပါဆိုတော့ Trump ကပြောခဲ့တယ်ကွန်ပျူတာတွင် AI နဲ့ပတ်သက်တဲ့ဤပညာတွင်အဲ့လိုမျိုးတွေကိုပဲကျွန်တော်ထုတ်ချင်တာပါတဲ့အထေချုပ်နဲ့ပတ်သက်လို့ကတော့ပွန့်ပွန့်လင်းလင်းပြောရမယ်ဆိုရင်တော့ T-shirt တွေချုပ်တာမျိုးကျွန်တော်တို့မမျိုးလင့်ပါဘူးဆိုမှ Trump ကတော့ပြောနေတယ်ဟောကျွန်တော်ခြေအိတ်တို့ထုတ်ဖို့မမျိုးလင့်ပါဘူး တခြားနေရာမှာဒီကိစ္စတွေကလုံးလုံးရပါတယ်ပေါ့။ Wow. What amazing is. เนาะအဲ့ဒါတော့ကျွန်တော်တို့ပြောနေတာ Trump ကတော့ industry ဆိုတာကသူ့ရဲ့နိုင်ငံမှာဥမာကွာဥမာတင်းအပြပြောရမယ်ကျွန်တော်တို့အခုဝတ်နေတဲ့ Adidas တို့ Nike တို့เนาะဒီဥစ္စာเนาะအာ brand new ဆုံး Zara တို့မြန်မာ market စတဲ့ Zara တို့အကုန်ဆုံး ုံလုံးကမြတ်တော်အဖြစ်တော့ make in china တို့ make in vietnam တို့ make in cambodia တို့ make in bangladesh တို့ make in sri lanka make in bangladesh တို့ကအကုန်လုံးရှိတယ်ကွာဆိုတော့သူတို့ကတော့ဒီ minor ကိစ္စပေါ့နော် t-shirt တို့တခြားအသိဘယ်ပြောမလဲအခြေခံကုန်ဖြစ်စီလို့ပြောရမှာလားပေါ့နော်လူအခြေခံကိုပြစ်စီလို့ပြောရမှာလား trump ကအဲ့ဒါစိတ်မဝင်စားဘူးအဲ့ဒါတော့သူ့ရဲ့ ကုန်သွင်းစစ်ပွဲမှာအဲ့ဒီ T-shirt တို့အရှူးတို့ပနတ်တို့ brand တို့ hoodie brand တို့ဒီ brand တို့သူ့မှာခယူတိတ်ခယူမဆိုင်ဘူးပေါ့နော်သူတို့အမေရိကမှာဒီ brand တွေကမထုတ်ရင်လေကိစ္စမရှိဘူးတခြားနိုင်ငံမှာလည်းထုတ်ခိုင်းလို့ရတယ်ဆိုတော့ပြောလာတယ်အဓိကကတော့သူကဘာဘာ focus ထားတယ်ဆိုတော့အမေရိကမှာနီးပညာနဲ့ဆိုင်သမျှအားလုံးအမေရိကမှာပဲ make in america လို့ချင်တယ်အမေရိကမှာကားတွေထုတ်ချင်တယ် အမေရိကမှာစစ်လက်နက်ကိရိယာပေါင်းမျိုးစုံထုတ်ခြင်းတယ်အမေရိကမှာကွန်ပျူတာကောင်းဆုံးအကောင်စားထုတ်ခြင်းတယ်ဟန်ဖုန်းကောင်းစားစမတ်ဖုန်းကောင်းစားထုတ်ခြင်းတယ်နော်ကွန်ပျူတာချစ်ထုတ်ခြင်းတယ်တက်ကနိုလော်ဂျီပိုင်းဆိုင်ရာထန့်ပေါ့နော်အဲ့လိုမျိုးနီးပညာပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့စိတ်ယုံမှန်တမျှတော့ make in america ဖြစ်ခြင်းတရပ်ကနော်သူ့ရဲ့ focus သူ့ရဲ့ရည်ရွယ်ချက်ကအသေးစားအထေချောက်ယုံပိုင်းရမဟုတ်ဘူးသူ့ရဲ့ focus ကတော်လေးကြီးမားတယ်ပေါ့အဲ့ဒါကြောင့် ီအခု Trump ရဲ့နောက်ဆုံးလက်နက်ထုတ်မဲ့ Golden Golden Dome ပေါ့နော် Iron Dome ပေါ့အဲ့ဒီ Iron Dome ဆိုတာကလေဘေရောခါမှနော်သူများနိုင်ငံမှာတွားပြီးမှအစိတ်အပိုင်းတွေယူဖို့သူမှစိတ်ကူးမရှိဘူးသူကအကုန်လုံးအဆအဆအရာရာ A to Z make in America ဖြစ်ချင်တယ်နော်အကုန်လုံးသူရဲ့စက်ကရီအကုန်လုံး make in America အမေရိကကပထုတ်လို့ချင်တယ် ဥပမာကွာကျွန်တော်တို့ကားတွေထုတ်မယ်ဆိုတော့အမေရိကကကားတွေတော့ထုတ်နေတယ်အရင်တော့ကပေါ့နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ဒီကားတွေအစိတ်အပိုင်းကယူရိုမှာသွားမှာတာတို့ဂျပန်မှာသွားမှာတာတို့ပြီးတော့ကိုရီးယားမှာသွားမှာတာတို့အဲအဲ့ဒါအဲ့တော့ Trump ကမကြိုက်တော့ဘူးကျွန်တော်တို့လှုပ်မယ်ဆိုရင်အစအစအရာရာအလုံးအစကနဲ့အဆုံးအထိ A to Z အထိအမေရိကမှာပဲလှုပ်တင်တယ်ဆိုမှ Trump ကပြောလာတယ်အခုကားဆိုရင်လည်းလူပဲ ကျွန်တော်တို့ကားထုတ်မယ်ကျွန်တော်တို့နီဆန်ပဲဖြစ်ဖြစ်နော်ဂျပန်ကားပဲလို့ပဲဖြစ်ဖြစ်အမေရိကရဲ့ control မှုအောက်မှာနေမယ်ဒါပေမဲ့အစအစအရာရာအမေရိကမှာအမေရိကမှာထုတ်လို့တော့မယ်ဟိုမှာဒီမှာမလုပ်တော့ဘူးပေါ့ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့လုံးဝအကြီးတန်းစားရင်းပေါ့နော်လုံးဝအရေးကြီးနေတဲ့လုံးဝအမိုက်စားရင်းကတော့ make in america ဖြစ်ချင်းနေတယ် တော့ကျွန်တော်တို့သုံးနေတဲ့ဖနက်တို့တီရှပ်တို့ဘာညာတို့ကအမေရိကန်မှာမထုတ်ရင်လေကိစ္စမရှိဘူးပေါ့နော်ကိစ္စမရှိဘူးဒီ company တွေကခင်ဗျားတို့ကြိုက်တဲ့နေရာမှာတော့ထုတ်ပေါ့နော်သူမှအဓိကကုန်သွယ်ရေးစီးပွားရေးမှာနီးဗျူဟာပြောင်းလာတယ်ကျွန်တော်တို့တော့ထွက်ခဲ့တယ်ကျွန်တော်တို့ရင်းနှုံးကအစီစဉ်းစားထားတာကတော့ဗာလဲဆိုအိုးကျွန်တော်တို့အဝတ်အစားတွေကတရုတ်ကနေလာတယ်ဆိုအဝတ်အစားတွေလည်းဈေးတက်တော့မှာပဲပေါ့ အော်ကျွန်တော်တို့ကလေးကစားကစားစရာ toy တွေကလည်းဈေးတက်တော့မှာပဲပေါ့လို့အော်ကျွန်တော်တို့ဒီဖန်ခွက်လေးကလည်းဈေးတက်တော့မှာပဲပေါ့လို့ဘာဖြစ်လို့လဲဆိုတော့အကုန်လုံးက make in china ဖြစ်ခဲ့တာကိုဒါပေမဲ့ဒီကိစ္စအသေးမွှားလေးတွေကို shop ကခယူမဆိုင်ဘူးဖြစ်နေတာအခု तू ပြောတဲ့အတိုင်းပါပဲနော် အခု तू ပြောတဲ့အတိုင်းပရိသတ်တို့ကလည်းလက်ရှိမြင်တွေ့တဲ့အတိုင်းပါပဲသူကအဲ့ဒီ minor ပေါ့နော်အခြေခံထုတ်ကုန်တွေကိုကျွန်တော်တို့စိတ်မဝင်စားဘူး မြုပ်လည်းမမြုပ်လည်းဘူးရကျွန်တော်တို့နိုင်ငံမှာထုတ်လို့ဖွင့်ရတယ်ရပါတယ်တခြားနိုင်ငံကပဲထုတ်ခိုင်းလို့ရပါတယ်အဓိကသူတို့ focus ကညီပညာနဲ့စိုင်းသိမ်းမြအားအားလုံး technology နဲ့စိုင်းသိမ်းမြအားအားလုံးနော်လက်နက်ကိရိယာနဲ့စိုင်းသိမ်းမြအားလုံး computer နဲ့စိုင်းသိမ်းမြအားလုံး form နဲ့စိုင်းသိမ်းမြအားလုံး secretary နဲ့စိုင်းသိမ်းမြအားလုံးအမေရိကမှာပဲထုတ်ချင်တယ်အဲ့ဒါတွေကိုခုအမေရိကစပြီးမှ company တွေအများကြီးထောင်းလာတယ်အဲ့ဒါကြောင့်ပြောနေတာသူကတချို့ကပြောနေတယ်ဒိုနယ်ထရမ့်ကအခုလိုမျိုးကုံတွေးရေးစီးပွားရေး ကြက်ကင်တာတို့ဘောင်ညာတို့အမေရိကန်ကြီးစီးပွားရေးကိုထိခိုက်နေနေစီတာနော်အဲ့ဒါထောက်ကိုယ်တိုင်ကတည်တယ်မဟုတ်လားဆိုပါမင်းနေကြတယ်ထောက်ကပြောနေတယ်တည်တယ်တဲ့ဒါကကျွန်တော်တို့ကလက်လက်ရှိအခြေအနေမှာလူတွေကအဲ့လိုပဲ panic ဖြစ်တာပေါ့နော်စူရင်ကြတာပေါ့အမှန်ဆိုတော့ long term အတွက်ကျွန်တော်တို့နိုင်ငံကိုပူတောင်ချမ်းသာစေမဲ့ဤဘူဟာတွေဖြစ်တယ်ဆိုမှထောက်ကတော့ပြောနေတယ် we will see ပေါ့ခင်ဗျားတို့အဆောင်ကြည့်နေကြပါလားမကြခင်ကျွန်တော်တို့ကပုံမှန်ပြန်ဖြစ်မှာပေါ့ ပူဒီထက်မကတော့ပူချမ်းသာအခုတော့မှပူချမ်းသာလာပြီလို့ပြောတယ်။ဘာဖြစ်လို့လဲဆိုနိုင်ငံတော်တော်များများကနော် US မှာလာပြီးမှ company တွေထောင်ဖူလာလုပ်နေကြတာ။ပြီးတော့နိုင်ငံတော်တော်များများကလည်း US မှာလာပြီး investment လုပ်လာကြတာ။၃လကာလအတွင်းမှာ12 trillion ပေါ့နော်။အဲ့လိုဖြစ်တယ်။ what the saudi us make machine ဖြစ်လာမှာဈေးအကြီးဆုံး ကျွန်တော်ထင်တယ်အခုသူ့ရဲ့ target မှာကြည့်မယ်ဆိုရင်တော့ကျွန်တော်ခုနပြောတဲ့ဥစားအဝတ်အစားတွေအထည်ချုပ်တွေဘာညာတွေကတော့အခွင့်တိတ်မြတ်မြတ်ကောက်ကောက်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အခုသူတို့ရက်ကူးစေရှိတယ်ကွာအဲ့ဒီရက်ကူးစေမှာသူတို့ညှိနှိုင်းနေမယ်ဆိုတော့အရေးကြီးတဲ့ဟာပဲသူတို့ကအခွင့်နဲ့ပတ်သက်ပြီးမှညှိနှိုင်းဆွေးနွေးမှုလုပ်မယ်ဥပမာကွာကျွန်တော်ရှူးပနတ်တို့အဝတ်အစားတို့အထည်တို့ဆိုတော့သူတို့ကတိတ်ပြီးသူတို့ရဲ့ခေါင်းထဲမှာအာယုံမထားဘူးပေါ့ အခွင့်မကောက်ရင်လေကိစ္စမရှိဘူးစူတဲ့အခြေအနေနဲ့တို့ဖြစ်နိုင်ခြေရှိတယ်ပေါ့ဆိုတော့အရက်ကူးစေတွင်မှာတော့တေချာမှာပေါ့ကွာတို့တို့ကအခုဒီကိစ္စကြီးကရက်ကူးစေဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ရဲ့ clothing brand တို့မြတ်မြတ်ကအဲ့ဒီ China တို့ Sri Lanka တို့ Bangladesh တို့ Cambodia တို့အဲ့ဒါမှစမြန်မာမြန်မာမြန်မာလည်းပါတယ်ပေါ့ဟာစားထုတ်လို့တယ်ဆိုတော့ Trump ပြောတဲ့အတိုင်းဆိုတော့အဲ့ဒါကိုသူကအဓိကအရေးပါနေတဲ့အရာမှာလုံးဝမပါဘူးသူက လုံးဝခုခယူမဆိုင်တဲ့နေရာမှာပါတယ်ပေါ့ ဆိုတော့အဝတ်အထည်နဲ့ပတ်သက်ပြီးဆိုရင်တော့တိတ်ပြီးဈေးကြီးမဲ့ပုံတော့မပေါ့ဘူးပေါ့နော်သူပြောတာကနားထောင်ကြည့်မယ်ဆိုတော့အပြောင်းလေးတွေများကြည့်တော့ရှိနိုင်ချေရှိတယ်ပေါ့နော်ကဲဒါဆိုတော့အာနောက်ဆုံးဒီအာဒိုနယ်ထရမ့်စီကကြားရတဲ့ကမ္ဘာသတင်းတွေကဒီလောက်နဲ့ဗနာပြရစေအခုကျွန်တော်သွားပြီးမှစတာဒီတော်လောက်အောင်မယ်ပေါ့နော်သတင်းတွေအများကြီးထွက်တာရှိတယ်အများကြီးထွက်တာရှိတယ်ကျွန်တော်ရေကွန်ပျူတာပြက်တာတော့မီးအင်တာနက်ပြက်တာတော့ နော်ဤပညာအစမပြတာတော့နဲ့နှစ်ရက်တောင်ကျွန်တော်က live မလုပ်ဖြစ်ဘူးပေါ့နော်ဆိုတော့ဒီညမှာပဲကျွန်တော်တို့ပုံမှန်အတိုင်း live ပြန်လုပ်မယ်ကပ္ပသတိနဲ့ပတ်သက်ပြီးမှအချိန်နဲ့တပင်းကြီး long walk up to date ဖြစ်နေတဲ့တင်းတွေကိုကျွန်တော်တင်ဆက်ဆွေးနွေးပေးဖို့အကောင်းဆုံးကြိုးစားပို့လို့နေတယ်ပေါ့နော်ပရိသတ်တို့အနေနဲ့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်းသဘောချမိတယ်ဆိုတော့ subscribe လုပ်ပေးခြင်းအားပေးလို့ရပါတယ်အခုလိုမျိုးအပီပီသားပရိသတ်ပုံမှန်လေးကျေးဇူးတင်တယ်ပေါ့နော် so that's it for today and Thank you so much for watching, beautiful people. I love you guys. Take care. God bless. I will see you tonight. Bye bye.